အမမာလီလည်းလေးကွက်ပေးခဲ့တယ်လေးကွက်ဆိုလို့အနိုင်ရတယ်ဖီတက်မှာလည်းဒါနှစ်ကွက်ပေါ့နော်နှစ်ကွက်ဆိုမှဒေါမွန်ဂိုအောက်ကတော့ကျွန်တော်ဒါလိုင်းအထွက်ပြီးမှကျွန်တော်ပို့လေးလာတင်ပြီးတယ်ဂျီအပြောင်းလေးကြောင့်ဂိုအောက်မဆော့ခြင်းမဆော့နေပေါ့နော်ဆော့ပြီးသားလူတွေတော့ရလိမ့်မယ်မဆော့တဲ့လူတွေကလည်းဘာမှတော့မဖြစ်ပါဘူးကျန်တဲ့ဟိုနောက်တစ်ပွဲဂိုအောက်ကတော့ရတယ်ပေါ့နော်အဲ့တော့မနီကတော့မမာလီလည်းအော်ဝင်ဒါဖီတက်တွေလည်းအော်ဝင်ပေါ့နော်ပြီးတော့မမာလီလည်းဒါနှစ်ပွဲစာနှီးပါလောက်အပေါင်းပြနေပြီမမာအဲဖီတက်လည်းတစ်ပွဲစာလောက်အပေါင်းပြနေအော် ဟိုပထမတည်ရင်နဲ့ဒုတိယရက်တည်းမှာတော့ကျွန်တော်ဒီရလက်ဒီရိုင်းထွက်နေတယ်မိုင်းနဲ့ဒီပြခဲ့တယ်ဆိုပေမဲ့အခုတတိယမြောက်ညနဲ့စထရိုတာမြောက်ညမှာတော့ဒါ D4 ပေါ့နော် D4 ပြီးရဲ့အချိန်မှာတော့ကျွန်တော်တို့အပေါင်းပြသွားခဲ့ပြီပေါ့နော်အဲ့တော့ဒီနေ့မှလည်းဒါနာမည်ကြီးဥရောပအသင်းနေဖြစ်တဲ့ Real Madrid တို့ Man City တို့ Juventus တို့အဲ Rebel Sabre တို့ဒီလိုအသင်းတွေပါဝင်ကစားမှာဆိုတော့ကျွန်တော်မနေ့ကပြောခဲ့တယ်မနေ့ကဘာပြောခဲ့လဲဆိုတော့ ဒါဒီနေ့မှဒီလိုအတင်းကြီးရှိနေတဲ့အတွက်ပေါ့နော်မနေ့ကပွဲစဉ်တွေကအောက်တွေလာနိုင်ကြများတယ်ကိုအောက်တွေလာနိုင်ကြများတယ်ဒီနေ့မှတော့ဒါဂိုးတွေပေါ်နိုင်ကြများတယ်ဆိုပြီးမှကျွန်တော်ပုံမှန်ဆိုရင်တော့ရှေ့တရက်မှာဂိုးတွေအောက်ခဲ့တဲ့ဒီဒေါမွန်လို့ပါလို့ဂိုးပေါ်မယ်လို့ကျွန်တော်ကဒါရေဘူးကတွက်တွက်တယ်ပေါ့နော်ဒါမဲ့ဂိုးပေါင်းကြီးပြုတ်ကျလာလာပိုင်းကြည်ပြီးတော့ဒါချယ်ရှိရက်ကချယ်စီလို့ပါလို့ဂိုးပေါ်မယ်ပေါ့နော်အဲ့လိုမျိုးတွက်ထားပြီးတော့ ီနေ့မှကျတော့ဂိုးအောင်မယ်ကျွန်တော်တွေ့ရဒါပေမဲ့တကယ်တကယ်ကျတော့ချဲသီးလို့လည်းဂိုးရမ်းမပေါ်ခဲ့ဘူးမနေ့ကလည်းဂိုးမပေါ်ခဲ့ဒီနေ့ညတော့ဒါဂိုးပေါ်ရီနဲ့ပြန်လာနိုင်ကြီးများတယ်ပြီးတော့ဒီနေ့ညကအုပ်စု first round ပေါ့နော်အုပ်စုပထမပွဲစဉ်တွေနောက်ဆုံးညဖြစ်တယ် marathon ဆိုရင်အုပ်စု A ရဒါ Inter Miami တို့ရဲ့ဒုတိယပွဲစဉ်တွေပြန်စကန်တော့မယ်ပေါ့နော်အဲ့တော့ဒီနေ့မှတော့ဒါဒီနေ့မတိုင်ခင်ကန်ပြီးတဲ့ပွဲလင်၁၂ပွဲကိုကျွန်တော်ပြန်ကြည့်ရခါပါလဲမနေ့ကဆိုရင်ဒါ Inter Milan ပွဲကအောက်ဆုံးဝင်သွားတယ် ဝေဘာပလီပွဲကတော့အပေါ်ဆုံးဝင်သွားတယ်ဒေါ်မွန်ပွဲကအောက်ဆုံးဝင်သွားတယ်ပေါ့နော်ဒီဦးဆန်ဟွန်တိုင်းနဲ့ဒီဆန်တောင်းကတော့ဘော်ဒီအပေါ်နဲ့ကိုပေါင်းအောက်ဆိုတော့ဖလိုးတွေကတော့နည်းနည်းဟိုအောက်ဆုံးနေဝင်လိုက်အပေါ်ဆုံးနေဝင်လိုက်အပေါ်အောက်အဲ့လိုမျိုးလေးတော့တွားနေရပါတော့ရှေးနှစ်ရက်လောက်ပဲဒါအပေါ်ဆုံးအောက်ဆုံးညီများတယ်လို့ပြောလို့ရတယ်ပါတော့လက်ရှိကံပြီးရဲ့ပွဲရည်တန်းမှာဆိုရင်ဂိုးပေါင်းအောက်တိုင်ရဒါရာခိုင်နှုန်းပုံများသွားတော့ကျွန်တော်တွေ့ရတယ် လက်ရှိမှာဆိုရင်ဂူပေါင်းအောက်က2 4 6 9ပွဲဂူပေါင်းအောက်ထားတယ်3ပွဲ4ပွဲ5ပွဲရောက်ဂူပေါင်းအပေါ်တက်ထားတယ်ဗောနော်အဲဂူပေါင်းအပေါ်က5ပွဲဂူပေါင်းအောက်က9ပွဲရှိတယ်ဘော်ဒီမှာကြတော့ဂူပေါင်းဘော်ဒီအပေါ်အောင်ထားတာကဟွာရှိရဲ6တင်းရှိရဲတည်ကြတာ3တင်းရှိမယ်ရှုံးတာက၄တင်းရှိမယ်ဗောနော်အဲ့တော့ဘော်ဒီအပေါ်အဲဘော်ဒီအပေါ်ကြီးအောင်တာများနေတယ်ပြီးရင်ဂူပေါင်း အောက်ကြီးအောင်တာများနေပေါ့နော်အဲ့လိုဖလိုသွားထားလဲဒါ total 12ပွဲကံပြီးရဲ့အချိန်မှာကျွန်တော် record ကြီးပြီးတော့ပြောပြပေးနေတာဖြစ်ပါတယ်လက်ရှိမှာဥရောပအသင်းကြီးဖြစ်တဲ့ Bayern Munich ဒါ Stan Z နဲ့ဂူပေါင်းအပေါ်ဆုံးပေါ်အောင်တာလဲ PSG 4Z ဆုံးပေါ်အောင်တာလဲ Chelsea body တေးဂူပေါင်းအောက်ထားတယ် Benfica body ကြတယ်ဂူပေါင်းအပေါ်တက်ထားတယ် ဒေါ်မွန်ဘော်ဒီကြတဲ့ဂိုးပေါင်းအောက်တဲ့အင်တာဘော်ဒီကြတဲ့ဂိုးပေါင်းအောက်တယ်ပေါ့နော်။အော်ဥရောပအသင်းအနေနဲ့မှာဆိုရင် PSG နဲ့ Bayern Munich နှစ်သင်းပဲဒါကြီးအောင်သေးတယ်လို့ပြောလို့ရပါပေါ့။ဒီနေ့မှာတော့ဥရောပကလပ်တွေဖြစ်တဲ့ Man City, Real Madrid, Red Bull Leipzig, Juventus ဒီလေးသင်းထဲမှာအနည်းဆုံးနှစ်သင်းတော့ကြီးပြန်အောင်လာလိမ့်မယ်လို့ကျွန်တော်တွက်တယ်ပေါ့နော်။ ။အဲဒီမှာမှဒါနာမည်ကြီးရဲ့နှစ်သင်းကိုဖယ်ပြီးတော့ဒါ Rebel 7နဲ့ Jupiter ကိုပဲကြည့်ပြီးအောင်မလား။နာမည်ကြီးရဲ့နှစ်သင်းဖြစ်တဲ့အတွက်ဒါ Man City နဲ့ Real Madrid ကတော့ fan base ပုံများတဲ့ထူတာတက်လာမယ်ဆိုရင် Bukia ရိုက်ချသွားနိုင်တယ်ပေါ့နော်။ဒီချက်ကိုတော့ကျွန်တော်မိထားလို့မရပါဘူး။အဲ့တော့ကျွန်တော်ပွဲတင်စမပြောခင်မှာဒါကျွန်တော်ရဲ့ YouTube channel ကိုဒါကြည့်ရှုရကြနေတဲ့တယ်ဆိုရင်လည်းဒါ like subscribe share လေးနဲ့အပင်းသွားကြပါဦး။ Viber channel နဲ့ Telegram channel ကိုလည်းကျွန်တော် link မှာ link တွေကိုဒါ comment မှာ description မှာကျွန်တော်ချပေးထားပါတယ်။တကယ်လို့ member ဝင်ခြင်းနဲ့ဆိုရင်လည်းဒါ ာအကုန်လုံးကွန်မန့်မှာကျွန်တော်ချပေးထားပါတယ်ဘောနော်အဲ့မှာဆက်တွေ့လို့ရပါတယ်အဲကျွန်တော်မနေ့ကလည်းဒေါမွန်ပွဲကိုဒါ channel မှာထပ်ပြီးတော့ G update တိရတယ်ကျွန်တော်ဟို inform လောက်ပြရပါဘောနော်ဒီနေ့လည်းဒါ Man City ပွဲကကိုယ်ပွဲဆိုရင်ဒီလိုမျိုးကြီးပြောင်းလေးတိရတဲ့ခါကျရင်ကျွန်တော်ဟိုအကြိုက်ပြောင်းကောင်းပြောင်းလို့ရှိရင်ဂျာညီကိုတို့ထပ်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ Telegram channel ပဲပါ channel မှာ join တဲ့ညီကိုတွေလည်း join ထားပေးကြပါဗောနော်အဲ့တော့ကျွန်တော်ပွဲတွေကိုစပြီးတော့ပြောပြပေးပါမယ်ပထမဆုံးပွဲကတော့ Man City နဲ့ဒါ ဝိုင်တက်ကာစာဘလန်ကာပေါ့နော်အဲ့တော့မန်စီးတီးကတော့ကျွန်တော်တို့မနစ်ကကြာချုံခန်းနဲ့ဂျုံတွေးခဲ့ရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါမနစ်ကတော့မန်စီးတီးကဟိုရိုဒီနာသွားတာလည်းပါမယ်ပေါ့နော်ရိုဒီနာသွားတဲ့သူတို့ကွင်းလဲမှာအာရော့သွားတယ်ပြီးတော့ဒီဘရိုင်းကလည်းဒါအသက်ကြီးရဲ့အသက်ကြီးသွားတဲ့အတွက်ခြေလွှမ်းကျဆင်းသွားတယ်သူတို့ကွင်းလဲလုံအာနုံအင်ဂျင်ကွင်းလဲအင်ဂျင်ကြီးကပြုတ်ထွက်သွားသလိုနောက်တန်းကလည်းဂိုးတွေအများကြီးပြီးရတိုက်စစ်ကလည်းထင်လောက်ဂိုးတွေမရခဲ့ပဲနဲ့မန်တီတီးကဒါ အမေဂျာဖလားကြီးလက်လို့ခဲ့ရတယ်ဗောနော်ချန်ပီယံလိလည်းလက်လို့ခဲ့ရတယ်ပြီးများလိလည်းလက်လို့ခဲ့ရတယ်ဗောနော်အော်ဒီနေ့ဒီနေ့ယာတီမှာသူ့အနေနဲ့ပြင်ဆင်မှုအများကြီးလုပ်ထားတယ်လက်ရှိမှာဆိုရင်ခေါ်ထားတဲ့ကလာရမားတွေတော်တော်လေးကိုမှများတယ်ဗောနော်ဒါလိုင်ယွန်တင်းကချာကီတို့အီစီမီလန်ကဝီဂျန်ဒါတို့အဲပြီးတော့ ပြီးတော့မမိုးကတော့ဒါဇန်နဝါရီပြောင်းရှိမှာကြီးခေါ်ထားတာပေါ့နော်အဲ့တော့လူကောင်းကြီးအများကြီးခေါ်ထားတယ်လူငယ်ချစ်တဲ့လေးတွေခေါ်ထားတယ်ပြီးတော့ကွင်းလဲမှာဟိုဒီလဲဒါဒန်ယာကနေတက်တာပြီးတော့ကောင်းကောင်းပြန်ကလာနေနိုင်ပြီဆိုရအနေထားပေါ့နော်အော်မန်တီတီကတော့ဒီနေ့ရာဒီမှာတော့ဒါကောင်းကောင်းပြင်ဆင်နေအောင်ကျွန်တော်မြင်တွေ့ရတယ်ငွေတွေလည်းတော်တော်လေးတုံထားတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်အော်ဒီဖလားကတော့သူတို့အနေနဲ့ဒါယာဒီအစ်အတွက်လာမယ့်လာဒီအစ်အတွက်ကောင်းဆုံးပြင်ဆင်မှု ပြိုင်ပွဲလို့ပြောလို့ရအောင်ဒီနေ့မှလည်းသူတို့ကောင်းကောင်းကြိုးစားပြီးတော့ကန်လာနိုင်မယ်ပေါ့နော်အော်ဖွင့်ထားတဲ့ဂျီကိုကြည့်မယ်ဆိုရင်မန်တီတီက3 block ကို15ပြားနိုင်ဂိုးပေါင်းကြီးက3လုံးအပြည့်ရှုံ4လုံးအပြည့်နိုင်ဆိုတော့ဂျီရန်ဖွင့်ထားတယ်မနက်ကတော့ဂိုးပေါ်ဒီဂျီရန်က3လုံး35ပြားရှုံဂိုးပေါင်းကြီးက4လုံး35ပြားနိုင်ပေါ့နော်အော်ဘော်ဒီဂျီရန်ပြုတ်ကြသွားတယ်ဂိုးပေါင်းကြီးရန်ပြုတ်ကြသွားတယ်ပေါ့နော်။အော်နှစ်ခုစလုံးကပြုတ်ပြုတ်ကြသွားတဲ့ဘက်ကိုရောက်တယ်။အော်ဟိုဝိုင်တက်ကတော့မော်ရိုကိုကလပ်ဆိုတော့ ဟိုဘယ်လိုပြောမလဲအာဖရိကတိုက်ကကလပ်ပေါ့နော်မိုရိုကိုကလပ်ဆိုတော့ကျွန်တော်တို့ဒီမန်စီးတီးဘာဝုန်းနဲ့ရှင်မဲ့ဆိုတော့လီအဆင့်တန်းရကြည့်မယ်ဆိုတော့အများကြီးကွာပါတယ်အဲ့တော့အကြောင်းမလို့လဲ၃လုံးကိုဒါ၃လုံးပြားစားလေးမှာဂိုးပေါင်းကြီးက၄လုံးအပြည့်နိုင်ဆိုတော့ဂျီတန်မျိုးဖွင့်တယ်အဲ့တော့ဒီဂျီတန်ရဆိုတော့ဝိုင်ဒက်ကဂိုးရဖို့ခတ်မယ်ဆိုတော့ဂျီတန်အဲဘိုင်မြူနစ်ဖွင့်ခဲ့တဲ့ဂျီတန်မျိုးဖြစ်နေရပါတော့ဘော်ဒီနဲ့ဂူပေါင်းကြီးကအရန်ကြီးကိုနီးလွန်းနေရပါတော့ဂျီတန်တထန်းလာမခွာနေဘူးတကယ်လို့တူလီပလက် ဆယ်ပြား 3D ပဲပေါက်တယ်ဆိုရင်ကိုပေါင်းကြီးဒီ4မိုင်း50ဒါမှမဟုတ်ရင် အာ 4D 4 black ဒီဝင်းကျင်ပေါက်ရင်ပေါက်ဒါမှမဟုတ်လေ၅လုံးအလောက်ထိပေါက်ရမှာပဲနော်အနည်းဆုံးတန်းလာတော့ခွာတဲ့နဲ့အခုကတန်းလာမခွာဘဲနဲ့တုံးလုံးတေးကြီးတန်းမှာ၄လုံးရှုရင်အပြည့်နိုင်တုံးလုံးရှုရနဲ့ပြား100ရှုံပြား80ရှုံ80ရှုံဒီဝင်းကျင်ပြေးနေရောနော်ကြီးတန်းကဟိုဒီကြီးတန်းအရဆိုရင်တော့မန်စီတီတက်တင်းနေရပဲ၃ဂိုးတွင်းသွားပြီးရောဘော်ဒီပြားစားလေးနဲ့ပဲနှစ်သိမ့်မလား အဲဂိုးပေါင်းအပေါ်တက်ဖို့ဆိုရင်ဝိုင်းတဲ့ဘက်ကပဲဂိုးတစ်လုံးရောက်ဖို့လိုအပ်တယ်။ဒါမှမဟုတ်လည်းမန်နီတင်းနေရပဲဒါလင်းငါကိုတွင်းပလိုက်ပြီးတော့ဇုံအောင်သွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်။အမနေ့ကတော့အင်တာနက်ဒေါမွန်ကဇုံအောက်ကျသွားတယ်ပေါ့နော်။အဲဇုံကျသွားတဲ့ဒီနေ့မှာတော့ဒါမန်စီးတီးနဲ့ရီယယ်မက်ထရစ်ဘယ်တင်းကဇုံပေါ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်။အဲကျွန်တော်အနေနဲ့ဒီပွဲကိုလက်ရှိဖွင့်ထားတဲ့ကြေးရဆိုတော့ကျွန်တော်ကဂိုးပေါင်းအောက်ကိုကြိုက်တယ်။ အဲ၁၀နိုင်ခွဲကံမှာဖြစ်တဲ့9နိုင်ခွဲကြေးပြောင်းကြည့်ပြီးတော့9ပေါင်းကြေးဒါမနက်က၄လုံး35ပြားနိုင်ပေါ့နော်အခု3လုံး90ရှုံးဆိုတော့တော်တော်လေးကိုမှဟိုပြုတ်ကျသွားတယ်ပေါ့နော်အဲဒီနေသားမှာကျွန်တော် က မနက်ကလိုမျိုး၄လုံး50လောက်ထိလိုင်းအထွက်ပြေးအချိန်မှာကြေးပြန်ပြင်းလာခဲ့မယ်ဆိုရင်ဒါလက်ရှိ9ရက်ကြိုက်နေအနေထားကနေ9ပေါ်ကြိုက်တယ်ဆိုတဲ့အကြောင်း Telegram Channel နဲ့ Viber Channel မှာကျွန်တော်ပြန်ပြီးတော့လာပြောပေးပါမယ်လက်ရှိမှာတော့ကျွန်တော်9ပေါင်းအောက်ကိုကြိုက်တယ် Body မှာဆိုရင်တော့ကျွန်တော် Man City ကိုကြိုက်တယ် Man City အနေနဲ့3လုံးတော့တွင်းနိုင်စွမ်းရှိတယ်လို့ယုံကြည်တယ်ပေါ့နော်အဲ3လုံးတွင်းနိုင်ကျွန်တော်ဒီ10ပြား15ပြားပြား20ဒီဝင်းကျွန်တော်ကျွန်တော် Black ထွက်မယ်ပေါ့နော် Man City အနေနဲ့ကတော့ဒါလူငယ်ခြေတက်တီနဲ့ဒါတိုက်စစ်ကိုတော့ ဟိုတိုက်စစ်ကလည်းကောင်းလောက်အောင်ကောင်းလာမယ်နေထားမှာဂိုးတွေရမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်မန်တီတီအနေနဲ့ဒါ၃လုံးလောက်ကတော့ပထမပိုင်းတကူဒုတိယပိုင်းနှစ်ကူလောက်နဲ့တော့ဒါ၃လုံးပြည့်သွားမယ်လို့မျှော်လင့်နေအဲ့တော့အဲ့အကြောင်းကျွန်တော်မန်တီတီဘော်ဒီကြိုက်တယ်ဂိုးပေါင်းမှာတော့လက်ရှိမှာဂိုးပေါင်းအောက်ကိုကျွန်တော်ကြိုက်ပါတယ်။အော်နောက်တစ်ပွဲကတော့ Real Madrid နဲ့ Al Ahly Al Ahly ရဲ့ဒါလက်ရှိမှာတော့ဒါဒုတိယနဲ့သူတို့ MBA ပြိုင်ပွဲကျင်းနေလဲရတယ်ဟိုမနစ်ကတော့သူ แชมเปี้ยนဖြစ်ခဲ့ပေါ့เนาะလက်ရှိမှာသူတို့ sorry pro league မှာသူကအောင်မြင်ဆုံးအတင်းပြည့်ရည်တည်နေတယ်။ဒါ Ronaldo ကစားနေရဲ့ AN Asa ထက်သူတို့ကကောင်းနေ performance ပိုကောင်းနေအတင်းပေါ့เนาะပြီးတော့ Benzema ကစားနေတော့တင်းရှိတည်ရယ်။အော်ဒီအတင်းတော့ နေမာကိုဒါပတ်စံနေပုံရောပေးပြီးဆာယုတ်ချုပ်ခဲ့ရဆိုပေမဲ့နေမာကဒဏ်ပြတနာရနေရုံးကန်လေးကနေမာကိုသူတို့ပြန်ပြီးတော့ရောင်းထုတ်လိုက်ပြီပေါ့နော်လက်ရှိမှာတော့မီထရိုပစ်မီထရိုပစ်ဆိုတာကျွန်တော်ဖူအန်မှာကလာခဲ့တဲ့ကလာတမားစာပီယာနိုင်ငံသားလေးပေါ့နော်နောက်တစ်ခုကကန်ဆယ်လို့ရှိမယ်ပြီးရူဘင်နာဘက်စ်တို့ပေါ့ရှိမယ်ကိုတမားကလည်းဒီမော်ရိုကိုအတင်းလက်ရေးစင်ကိုတမားအဲနူနိုလာအဲကောင်နာမည်တော့ကျွန်တော်မေ့အဲ့လိုမျိုးတော့သူကဒီအဟီလေကဘယ်လိုပြောရမလဲဥရောပအတွေ့အကြုံများတဲ့ ကလားသမားကြီးကလားနေတဲ့အတင်းလို့ပြောလို့ရတယ်။ဟိုအာရှတိုက်ကကလပ်ဆိုပေမဲ့ဥရောပဟိုဥရောပအတွေ့အကြုံရှိရဲ့ကလားသမားတွေတော်များကလားနေပါတော့။ဟိုကန်ဆယ်လို့လို့ပါဘူးဆိုလဲ။ဒါမန်တီတီမှာကလားခဲ့တယ်။ပေါ်တူဂီလဲရွေးစင်ကလားသမားပဲပေါ့နော်။ပြီးတော့လက်ရှိမှာနီးပြကြီးဒါအင်တာမီလန်နီးပြဟောင်းအင်ဇာဂီကိုဒါစာချုပ်ချုပ်ထားတယ်ပေါ့နော်။နီးပြတစ်ခေါ်ယူထား။အဲ့တော့နီးပြတစ် ဒီအဟီလရလည်းနီးပြတယ်ရီယယ်မက်ထရစ်ကလည်းအန်ဆယ်လော့တီအစားဒါအလွန်အလွန်ဆိုခံနိုင်တယ်နှစ်သင်းလုံးကနီးပြအတိတ်နဲ့ပွဲထွက်လာမယ်ပထမဆုံးပွဲစဉ်တွေဖြစ်နေတယ်အဲ့တော့ဒီပွဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါတော့လက်ရှိမှာရီယယ်မက်ထရစ်ကနှလုံး60နိုင်ဂိုးပေါင်းကြီးတီဒါလေးလုံးကို60နိုင်ဖြစ်သွားပြီပေါ့နော်အမနက်ကတော့ဘော်ဒီဂျီနန်နှလုံး60နိုင်အတူတူပဲဂိုးပေါင်းကြီးက3လုံးကို60ရှုံးမရှိတယ်လက်ရှိမှာလေးလုံး60နိုင်ဆိုတော့ဂိုးပေါင်းကြီးတီဒါကြည်နေ100လောက် ဒါမြင့်တက်သွားတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်။အော်ဒီနေ့သားမှာဒီပွဲကနီးပြတဲ့ဖော်မြူလာဝင်လာမလားပေါ့နော်။နီးပြနပတင်းစလုံးကနီးပြတဲ့နဲ့လာမယ်။ဂလာကွက်တွေစမ်းမယ်။အင်ဇာဂီဆိုတာကလည်းအင်တာမီလန်နဲ့အတူချန်ပီယံလိဖိုင်နယ်နှစ်ကြိမ်တက်ထားတဲ့နီးပြ။ဥရောပတွေ့ကြုံများတဲ့နီးပြ။အင်တာမီလန်လိုဂလာသမားတွေအသက်ကြီးနေတဲ့အသင်းကိုချန်ပီယံစီးရီးဖလားလီရအောင် ပြချန်ပီယံနီဘောလုံးပွဲတော့နှစ်ကြိမ်ရအောင်တူးသားပေးထားတဲ့နည်းပြတော့ short drop လို့မရဘူးအလွန်ဆိုရလဲလီဘာကူစင်နဲ့အတူဒါရှုံးပွဲမရှိဘဲနဲ့ဘွန်ဒက်လီကာချန်ပီယံတစ်နှစ်ဒါချန်ပီယံဖြစ်ခဲ့တဲ့နည်းပြတော့ဟိုလူအတန်းကငယ်ပေမဲ့ဟိုစမ်းသောက်ရင်ကောင်းတဲ့နည်းပြတယောက်ဖြစ်တယ်ပေါ့နော်အဲသူအနေနဲ့ဒါသူ့ရဲ့ကစားသမားဘွားကဖြတ်တန်းခဲ့မှုတဲ့ကစားခဲ့မှုတဲ့ real madrid အတင်းကိုပြန်ပြီးတော့နည်းပြလုတ်ခွင့်ရမယ်ပထမအဆုံးပွဲစဉ်အဲပြီးတော့ real madrid အနေနဲ့ဒါအလန်ဆန်နာအာနိုးလိုပါလို့လဲခေါ်ယူအားဖြည့်ထားတယ်ဆိုတော့ ီနေ့ပွဲစဉ်ကဒါကြည့်တော့ကောင်းပြီပေါ့နော်အဲ့တော့ injury list မှာတော့မပီကဒါဖျားနေတယ်ဆိုပြီးတော့ defu ပြနေရပေါ့နော်အော်မပီမပါရင်တော့တိုက်စစ်ကတော့ဟို Vinicius Junior တို့ဒါ Bellingham တို့ Rodrigo တို့ပဲအားကိုးရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီ Real Madrid ရဲ့တိုက်စစ်ကတော့နည်းနည်းလေးတော့မပီမပါတဲ့ ။ဒါပေမဲ့တစ်ခါလေးတော့ကျွန်တော်ဆင်တာမပီမပါလာပူကောင်းမလားပေါ့နော်။တချို့ပွဲဟိမပီမရောက်ခင်နှစ်ကဆိုရင်မထွေကပူပြီးတော့တိုက်စစ်ပူကောင်းသလားလို့ကျွန်တော်အဲ့လိုတွေးမိရပေါ့နော်။အဲ့ဒါလေးကျွန်တော်တစ်ချက်ဆင်အဲ့မပီမပါလဲကိစ္စတော့မရှိပါဘူး။ရင်မထွေ goal တော့ရမှာပါ။အဲ့တော့ဂျီနတင်းက2000 ဘလောက်ပါလိ2023မှာသူတို့တွေ့ဘူးရပါတော့အဲတုန်းကဒီဒီ FIFA Club World Cup မှာပဲအဲတုန်းက Real Madrid ကဘလောက်ပေးခဲ့လဲဆိုတော့2ဘလက်ကို69 80နိုင်ဝင်းကျင်ပေးခဲ့တယ်ဂိုးပေါင်းကြီးက3လုံး20ရှုံး30ရှုံးကြာလေးပေးခဲ့တယ်ပေးခဲ့ပြီးတော့ Real Madrid က5 3နဲ့နိုင်အဲတုန်းကတော့ Benzema တို့ခစ်ကောင်းတဲ့အချိန်ပေါ့နော် Real Madrid ကလက်ရှိ current form ရကြည့်မယ်လက်ရှိအတင်းထက်ဆိုင်အဲ့နှစ်ကတော့ပို့ပြီးတော့ on fire ဖြစ်တဲ့အတင်းပေါ့နော် အဲ့တော့အဲတော့အတော့မှာနှလုံး60နိုင်ပေးခဲ့တယ်။ကိုပေါင်းကြီး3လုံး20ရှုံမဲ့ပေးပြီးတော့ air healer ကိုသူတို့အနေနဲ့ဒါ fight 3နဲ့သူတို့နိုင်ခဲ့။အဲ့တော့ body ကြီးနှန်းကအဲတော့ပြား60လောက်စားရမယ်။ကိုပေါင်းကြီးအပြည့်အောင်တယ်ပေါ့နော်။အဲ့တော့အဲတော့အတင်းရဲ့ခြေလွမ်းနဲ့ရှင်မယ်ဆိုရင်လက်ရှိ UMFT အတင်းရဲ့ခြေလွမ်းရော့တယ်လို့ကျွန်တော်ခံစားရတဲ့အတွက်ဒီ2 plus 60ဆိုတဲ့ခြေတန်းကတော့ဒါ fair ဖြစ်တယ်လို့ပဲပြောလို့ရမယ်ပေါ့နော်။ပြီးကြတော့ကိုပေါင်းကြီးကတီးတဲ့ဓာကြီးကိုပြင်းထွက်နေတယ်။အဲ့တော့3 minus 20 30လောက်ပဲပေးခဲ့တဲ့အချိန်ကအခုဒီမှာ4 plus လေးလုံး60နိုင်80ကြားပဲရှိတော့ရဆိုတော့ဒီပွဲစဉ်ကဂိုးပေါင်းအပေါ်တက်ဖို့တော့များတယ်ဒါပေမဲ့ဒီပွဲကဂိုးပေါင်းပေါ်လူတိုင်းကြိုက်နိုင်တယ်ချဲစည်းပွဲကိုကျွန်တော်မှတ်မိကြမှာပါချဲစည်းပွဲလူတိုင်းဂိုးပေါင်းပေါ်ကြိုက်သွားတဲ့အခါမှာဘလို့ဖြစ်သွားလဲတူးသီးနဲ့ပဲရက်သွားတယ်ဘော်ဒီပြားလေးစားသွားတယ်ပေါ့အဲဒီလိုမျိုးအနေထားကိုကျွန်တော်ကြောက်ရတယ်ပေါ့နော် ီနေ့မှာဘယ်လိုမျိုးထိုးထားရေးကြိုင်နိုင်လဲဆိုတော့ AH ရဲ့ body နဲ့ကိုပေါင်းအပေါ်တွဲပြီးတော့ကြိုင်နေပါလို့2 plus 90ဆိုရဲခြေတန်းဒီကျွန်တော်တို့ပြင်းများလीလို့ပေါ့အမှတ်ပေးပြန်ပွဲရင်းမှာဆိုရင်2 plus 90တို့1 plus 90တို့ဆိုတာက body အပေါ်အောင်မှုခက်တဲ့ခြေတန်း body အောက်ဒီအောင်တဲ့ခြေတန်းမျိုးပေါ့နော်အဲ့လိုမျိုးခြေတန်းမျိုးလို့ကျွန်တော်ချိန်စားပြီးတော့တွက်စားပြီးတော့ဒါ AH ရဲ့ body ယူလိုက်မယ်ဖွင့်လိုက်ကိုပေါင်းကြီးရလဲမနက်ကကြီးနဲ့ရှင်မယ်လက်ရှိမှာကိုပေါင်းကြီးပြင်းနေတယ်နီးပြနှစ်ယောက်ရဲ့နီးပြတစ်နီးပြတစ်ကနှစ်တင်းဆုံးကနီးပြတစ်နဲ့ပွဲထွက်လာမယ်နီးပြတစ် formula ဘာညာနဲ့ပေါင်းဆက်ပြီးတော့တွေးလိုက်မယ်ဆိုရင်ဒီဘက်ကိုပေါင်းအပေါ်ယူတိုင်းကြိုက်မယ်အော် body အောက်နဲ့ကိုပေါင်းအပေါ်ကြီးကထူတိုင်းထူတာတိုင်းကြိုက်လာနိုင်တဲ့ထိုးကွက်တော့ဖြစ်နေရေပေါ့နော်အော်ကျွန်တော်ကတော့ ဟိုကန်ဆန်းရင်ကောင်းမလားပါနော် UMF ကိုဇုံပေါ်ကြိုက်လိုက်မယ်တကယ်လို့ UMF 2စီးနဲ့ရက်ခဲ့တီရှိတော့ကျွန်တော် body တော့ရလိုက်မယ်ဂူပေါင်းတော့ကြပါမယ်အဲ3 1နေပါလို့မဖြစ်သွားမယ်ဆိုရင် body လေးရမယ်ဂူပေါင်းလေးရမယ်အဲလိုမျိုးတော့ကျွန်တော်ကဒါဆန်းကျင်တယ်ပေါ့နော်ဒီနေ့မှကျွန်တော်ကန်နည်းနည်းလေးဆန်းကျင်တယ်အဲဘာလို့ဘူကီယာဒီဂျီတန်းနေဖွင့်နေဆိုတာကသူကလည်းကျွန်တော်တို့လှည့်စားมาပဲ ဟိုသူကိုယ်တိုင်ကလည်းတစ်ခါလီမှတော့ဘယ်လိုဖွင့်ရမလဲဆိုတာစဉ်းစားခဲ့ပါဆိုတော့ဒီကလက်ကဟိုမတွေ့ဘူးတဲ့အတင်းတွေတွေ့ရတာဖြစ်တဲ့အတွက်ဟိုကြေးဖွင့်ရတာနည်းနည်းလေးသူလဲတိုင်ပက်တယ်ပေါ့နော်အဲ့တော့ဒီနေ့သားမှာကျွန်တော်ကဒီပွဲမှာ Real Madrid ကို2ပလက်60ကြေးတန်းယူကျွန်တော်မကြိုက်ဘူးဒါအမှတ်ပေးပြန်ပွဲမှာဆိုတော့ဒီပွဲမှာ Real Madrid ကိုလုံးဝမရွေးဘူးပေါ့နော်ကြေးတန်းရလုံးဝမရွေးဘူးဒါပေမဲ့ကျွန်တော်ကဒီအဟီရထူရာတက်နိုင်တယ်ဂူပေါင်းအပေါ်ထူရာတက်နိုင်တယ်ဆိုတဲ့အနေအမှာကျွန်တော်က ဟိုရဲမထစ်ကိုကြိုက်တယ်ဂရောင်းပေါ်ကြိုက်တယ်အဲ့နှစ်ကွက်ထဲအပေါ်နှစ်ကွက်ထဲတစ်ကွက်တော့အောင်မယ်လို့ကျွန်တော်တွေးရပေါ့နော်ဘာလို့မနေရလဲအောက်ဒီတော်တော်များစားသွားတဲ့အနေထားဆိုတော့ကျွန်တော်ကဒီဘွဲမှာရဲမထစ်နဲ့ဂူပေါင်းပေါ်ကြိုက်တယ်အော်ဒီနေ့ကတော့နည်းနည်းလေးအာကန်ဆန်းရကြမယ်ပြီးတော့ risk state နည်းနည်းလေးယူတာကြမယ်ပေါ့နော်အော်အဲဘာတော့မဖြစ်ပါဘူးမနေရလဲနိုင်ထားဆိုဒီနေ့တော့ဒါကျွန်တော်ကန်ဆန်းကြည့်ကြတာပေါ့နော်အော်ကျွန်တော်တို့ရဲမထစ်နဲ့ဂူပေါ်ကိုကြိုက်တယ်နောက်တစ်ပွဲကတော့ rebel 7နဲ့ ပါရှူဝါပေါ့နော်ပါရှူဝါဆိုတော့မက်ဆီကိုကလပ်ရဘူဆဲဘက်ကတော့ဩစတီးယားကလပ်ပေါ့နော်ဩစတီးယားနိုင်ငံကဥရောပတိုင်းမှာရှိရပါဩစတြေးလျနဲ့မှမှားပါပဲနော်ဩစတြေးလျကကျွန်တော်တိုက်ကြီးခုနှစ်တိုင်းပါဆိုဩစတြေးလျတက်ဒီစစ်တနီတို့မဲဘုံတို့ပေါ့ရှိတာဒါဩစတြေးလျဒီဟာကျတော့ဩစတီးယားကလပ်ရဘူဆဲဘက်ရဘူအုပ်စုရဲ့ဒါရဘူဆဲဘက်တို့ရဘူလိုက်စစ်တို့ ရပူနယူးယောက်ရပူအဲဒါရပူရဲ့ပိုင်တဲ့အသင်းကြီးပေါ့နော်အော်ဆဲဘက်ကတော့အော်စီယာကလပ်ဖြစ်တဲ့သူကတော့ဂိုးပေါင်းအပေါ်ကြီးကန်တာများတယ်ဥရောပတွေးကြုံလေးရှိရဲ့အသင်းကျော်တော့မနစ်ကတော့မှအဲမနစ်ကတော့မှချန်ပီယံလိပါမယ်ထင်တယ်ကျွန်တော်တေချာတော့မမှတ်မိပါဘူးနော် အဲ့တော့ဥရောပတွေ့ကြုံတွေများတဲ့အတင်းအဲသူ့အနေနဲ့တော့ဒါပက်ရှူဝါကမက်ဆီကိုကလပ်နဲ့ကံမယ်လက်ရှိမှာတော့ဒဲဒဲပုံစံဖြစ်နေတယ်ဟိုမနေ့တုန်းကတော့ဟိုမနေ့တော့ဒီပြိုင်ဝင်းမဆောက်ခင်ကြီးတွေကျွန်တော်ပြန်ကြည့်တော့ဗက်ဘူးဆက်ဘက်ကပြားလေးအစွန်လေး30 30ချောင်းတော့ထွက်ထားတယ်ပေါ့နော်ကိုပေါင်းကြီးကတော့နုတယ်မနေ့ကတူမိုင်းကို80 90ဝင်းကျင်မယ်ရှင်လက်ရှိမှာကိုပေါင်းကြီးက ၃လုံး35ပြားနိုင်40နိုင်အဲ့လောက်ဖြစ်သွားပြီပေါ့နော်ကိုပေါင်းကြီးရဲ့တိတတားကြီးကိုကြည်တန်းတန်းလာလောက်ပြင်းမြင့်တက်သွားတယ်ပေါ့နော်နှလုံး80ချုံတော့နှလုံးရှူရင်တော့မှနှလုံးနဲ့ရရင်တော့ပြား80လောက်ပဲနင့်နာမယ်အနေထားမှာ၃လုံးအပြည့်ရမယ်ဒါပေမဲ့ဒီလက်ရှိကြည်တန်းက၃လုံးတော့မှပြား30 40ပဲစားရတော့မယ်ဆိုကြည်တန်းကိုပေါင်းကြီးတိတတားကြီးထိုးတက်လာအဲ့ဒါလေရပူဆက်ပဲရဲ့ဒါကစားဟန်ကတိုက်စစ်အသာပေးတယ်ကိုပေါင်းအပေါ်တွေသွားတာများတယ်ပရှူကာကလည်းမက္ဆီကိုကလပ်ဖြစ်တဲ့အတွက်ဂိုးတွင်းရရှိတယ်သူတို့မြေသူတို့ ဟိုတိုက်မှာကျင်းပနေပြိုင်ပွဲဖြစ်တဲ့သူတို့အမာခံပိတ်တဲ့ဒီများမယ်သူတို့လည်းဂိုးရနိုင်နေဆိုတဲ့အချက်ကြောင့်ဂိုးပေါင်းကြီးမြင့်လာတယ်ကျွန်တော်မြင်တယ်လက်ရှိမှာအမေကတိုက်ကဒီတောင်မေကတိုက်ကကလပ်ဒီဒီခြေဆွာနေရပါတော့ဟိုကြည်လာလို့ရှိရင်ဘရာဇီးကလပ်တွေဖြစ်တဲ့ပါမီယက်တို့အဲဘိုဒါဖိုဂိုတို့အဲဖလာမင်ဂိုတို့ပြီးတော့အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ဝေဘာပလေးတို့ဘိုကာဂျူနီယာတို့မနီးယားဆိုရင်ဒါမွန်တယ်ရီတို့ ဒါအကုန်လုံးရက်လက်နေမရှုံသွားဘူးနိုင်တဲ့တင်းတွေများတယ်တည်ကြတဲ့တင်းတွေရှိမယ်ကြီးတွေလည်းတောက်လျှောက်အောင်သွားတယ်အဲ့တော့ဒီနေသားမှာပရှူအာနေနဲ့ကတော့ကြီးကြတဲ့တင်းမျိုးကျွန်တော်မြင်တယ် ကျွန်တော်ဘလို့တွက်လဲဆိုတော့မနေ့ကဆိုကျွန်တော်တောင်အဖီးကကလပ်ဖြစ်တဲ့ဆမ်တောင်းကိုရှေ့မှာတောင်အဖီးကကလပ်ကြီးရလက်လဲမနိုင်တာကိုကြီးလဲမနိုင်နိုင်ဟာကြီးနိုင်တာတော့တပွဲတော့ရှိအဲဟာလီရှိရပါတော့အဲ့လိုမျိုးနေထားကျွန်တော်မနေ့ကတော့ဒါတောင်အဖီးကတတင်းကတော့ဒါကြီးလဲအောင်မရလက်လဲအောင်မဆိုတော့ကျွန်တော်ဆမ်တောင်းနဲ့ကိုရောက်ကိုကျွန်တော်မန်မာယူပေးခဲ့တာပါနော်ဒီနေ့မှကျတော့ဘတ်ရှူအားကျတော့ဖြောင်းမြန်ပါနော်ရှေ့မှာသူ့ရဲ့ဒီ တိုက်ကကလက်တီတော်များကြီးဒီအောင်ထားရင်ရက်လက်တီလည်းအောင်ထားနေတာမှာသူတို့ဒီနေ့တော့ကြာတင်ပြီးတော့ကျွန်တော်မြင်တယ်ရပူဆက်ဘက်ကိုလူတိုင်းကြိုက်ဖို့တော့နည်းနည်းလေးခက်လိမ့်မယ်ဒီပွဲစဉ်မှာဒါမဲ့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာဟိုရပူဆက်ဘက်လေးကိုကြိုက်တယ်ပေါ့နော်ရပူဆက်ဘက်ကြိုက်တယ်ပြီးကိုပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ကိုပေါင်းက၃လုံး30နိုင်40နိုင်ကြားလောက်ထိကြီးပြင်းလာနေတာမှာ2မိုင်း80လောက်ကနေ၃လုံး40နိုင်60လုံးလုံး40နိုင်လောက်ထိကြီးပြင်းလာနေတာမှာကိုပေါင်းပေါ်တက်ဖို့ရခိုင်လို့များတယ်အဲ့ဒါကကျွန်တော်မနေ့က mm မနေ့က river plate ပွဲစဉ်နဲ့တွားတူရယ် river plate ဆိုရင်နေ့လေမနက်က2မိုင်80လောက်ဖွင့်ပြီးတော့ဒီညကြတော့3 plate 50 60ဖြစ်ပြီးဂူပေါင်းပေါ်တက်သွားတယ်ပေါ့နော်အဲဒီကြီးတိုင်းနဲ့တွားတူအဲကျွန်တော်ဒီနေ့ပွဲစဉ်မှာအဓိက web ပွဲကိုဂူပေါင်းပေါ်ကြိုက်တယ်ဂူ body မှာဆိုတော့ web ဆဲဘက်ကိုပဲကျွန်တော်ကြိုက်တယ်ပေါ့နော်ဘာလို့လဲကျွန်တော်ဒီနေ့ဥရောပအတင်းနေတော်တော်များများဒါ ြေးအောင်လိမ့်မယ်လို့ကျွန်တော်မြင်နေတွေ့တယ်။ဘာလို့ရှေ့မှာတောင်ဒီတောင်မီးကတက်ကဘရာဇီးကလပ်တွေအာဂျင်တီးနားကလပ်တွေမက္ဆီကိုကလပ်တွေတော်တော်များကြေးအောင်ပြီးသွားပြီပေါ့နော်။ဟိုအတုံးမကြတဲ့အမေရိကန်နိုင်ငံအင်ရှင်ပြည်လက်ခံကျင်းပနေတဲ့အမေရိကန်ကလပ်တွေပဲကြေးမအောင်လား။တော်တော်ချင်းနေဆိုးတဲ့အသင်းတွေပေါ့နော်။ ။အော်ဒါပေမဲ့ပြောလို့တော့မရဘူး second round ကြရင်တော့ဘယ်လိုလာမလဲမလို့မသိဘူး။အင်ရှင်တော့မျက်နှာတော့နည်းနည်းတော့ပြေးကြပါအောင်နော်။သူများအရင်သွားလဲပြီးတော့ဟိုသူများအရင်ကဟိုမကြွေးတဲ့စာကြွေးလဲစာအာမနာနဲ့စာအဲ့လိုမျိုးတော့မလုပ်ပါနဲ့ပေါ့နော်။အော်ဒုတိယ round ကြရင်တော့ second round ပွဲစဉ်တွေကြရင်တော့အင်ရှင်တွေတလဲတော့ကြီးပြန်အောင်မလားဆိုတော့စောင့်ကြည့်ရမှာပေါ့နော်။အော်ဒီပွဲစဉ်မှာကျွန်တော် Rebel 7 body ကြိုက်တယ်ခိုးပေါင်းအပေါ်ကျွန်တော်ကြိုက်ပါတယ်။အော်နောက်ဆုံးပွဲစဉ်ကတော့မနက်ခွန်ခွဲဆိုတော့ကျွန်တော်နောက်12နိုင်မှာကဲမဲ့ပွဲစဉ် Jupin 10နဲ့ air in abdabu dubai dabu ila air in ဘောနော် air in လိုရထွက်လိုက်မှာတို့က dubai club ဘောနော် dubai ဆိုတော့ကျွန်တော်တို့ဒါရေနံမြေရေနံလောင်းထားတဲ့အတင်းနေပေါ့ဗျာသိရမလားရေနံတထေးအတင်းနေပိုင်တဲ့အတင်းပေါ့နော်အဲ့တော့ air in ကတော့ဟိုနည်းနည်းတော့တိတယ်ဒါပေမဲ့ဟို air ဟာလည်း air ဟီလည်းတော့ကျွန်တော်တိတ်မတိဘူးပေါ့နော် air in ကတော့နည်းနည်းတော့တိတယ်ဒါပေမဲ့ဟိုအရင်ရောလည်းဟို ကြည့်ဘူးရဲ့ပွဲစဉ်တော့တိတ်မရှိဘူးတခါတည်းလောက်တော့သွားကြည့်ဖြစ်တယ်အေဟီယားကတော့ခဏခဏကြည့်ဘူးတယ်ဒါဝန်နိုဒိုရိုးပေါင်းနဲ့ကန်တဲ့ဒီအန်နာဆာနဲ့ပွဲစဉ်တွေပါဆိုကျွန်တော်ကြည့်ဖြစ်တာများတယ်ပေါ့နော်အော်အေးရဲ့အင်းရဲ့ခြေစမ်းခြေသားကတော့နည်းနည်းလေးကျွန်တော်နဲ့စိမ့်နေဝေးကွာနေတယ်ဘာဘလူကန်တက်မှန်းကျွန်တော်မသိဘူးပေါ့နော်လက်ရှိဖွင့်လိုက်ဂျူပင်တဲ့ဂျေးရာက1မိုင်း65ပြားရှုံကိုပေါင်းကြီးက3လုံး60နိုင်ဆိုပြီးတော့ဖွင့်လာတယ်မနက်ကတော့ဂျူပင်တက်က2လုံး10ပြားနိုင်15ပြားနိုင်ဂျာကိုဖွင့်တယ်ကိုပေါင်းကြီး3လုံး သုံးလုံးကိုမနက်က30ရှုံးညဖွင့်လာနော်သုံးလုံး30ရှုံးကနေသုံးလုံး90နိုင်အထိကိုကြီးရပျော့သွားအဲ့တော့ကိုပေါင်းကြီးရတော်တော်ကြီးတိတိကြတာကြီးကိုထိုးကြသွားရပေါ့နော်အဲ့ရှင်းပါတယ်ဒီဘွဲတော့ကျွန်တော်ကြီးအဲ့လိုမျိုးအပြောင်းလဲဖြစ်သွားကတဲ့ကဒါကိုပေါင်းအောက်ဖို့ရခိုင်လုံးများတယ်ဂျူပင်နဲ့နိုင်သွားရင်တောင်မှဝမ်းစီဒါမှမဟုတ်ရင်တူးစီဆိုအလွန်ဆုံးပဲတူဝမ်းဖြစ်လာဖို့ဆိုတာနည်းနည်းလေးခက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဘွဲမှာကိုပေါင်းအောက်ကိုကြိုက်တယ် အဲဘော်ဒီမှာဆိုရင်တော့ဘော်ဒီကြီးတန်းကလည်း2ဘလက်20ဆယ်ပြားနိုင်ကနေပြီးတော့ဒါ1.65ပြားရှုံးနေကိုဘော်ဒီကြီးတန်းပြုတ်ကျသွားတယ်ဘော်ဒီကတော့ဒီဘွဲဂျူပင်တက်အောင်မိုးနည်းနည်းလေးခက်မယ်လို့ကျွန်တော်မြင်တယ်အဲဂျူပင်တက်နိုင်သွားတဲ့တလုံးအတာလောက်လို့ပဲကျွန်တော်တွေ့တယ်ဗောနော်အဲဒီဘွဲကဘော်ဒီလေးကိုလက်ဆောင်လိုက်တာကောင်းတယ်ဟိုဘော်ဒီကိုမဆော့ဘဲနဲ့ဒီကိုပေါင်းအောက်လေးကပို့ပြီးတော့ဆေးဖြစ်မယ်လို့ကျွန်တော်မြင်တယ်ဗောနော် အော်ဒီဘွဲမှာကျွန်တော်ဂျူပင်နဲ့ပွဲစဉ်ကတော့ဂိုးပေါင်းအောက်လေးနေပဲဒါသူတို့တတုတ်လေးပဲကျွန်တော်ပြောလိုက်ပါမယ်ဂိုးပေါင်းအောက်လေးကျွန်တော်ကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကြိုက်တဲ့ထဲမှာဆိုရင်မန်စီးတီးကြိုက်တယ်ဂိုးပေါင်းအောက်ကြိုက်တယ်ရီယယ်မက်ထရီကြိုက်တယ်ဂိုးပေါင်းပေါ်ကြိုက်တယ်ရပူဆဲပဲကြိုက်တယ်ဂိုးပေါင်းပေါ်ကြိုက်တယ်ပြီးရင်ဂျူပင်တက်ပွဲဂိုးပေါင်းအောက်ကြိုက်တယ်ပေါ့နော်အော်တူတယ်ကျွန်တော်ဒီနေ့တော့တူတယ်ခုနှစ်ကွက်ရွေးပေးထားတယ်မနေ့ကတော့ကျွန်တော်ချစ်ကွက်မှာဒါဟိုပါပဲ ဂျပန်ကလပ်တပွဲပဲကြာသွားတယ်ပေါ့နော်အဲဒါလည်းကျွန်တော်ဝေဘာပလေးကရှေ့မှာအာဂျီနန်တတင်းအောင်ထားလို့ကျွန်တော်မနေ့ကမကြိုက်လိုက်တာပေါ့နော်အဲလိုမျိုးဆိုတော့အော်မနေ့ကတော့ကန်ဆိုးပါတယ်ကျွန်တော်ဝေဘာပလေးကိုဂူပေါင်းအပေါ်ကိုကြိုက်ရတဲ့အတိုင်းမောင်းထဲမှာဒီ red red ကိုတွားထည့်လိုက်တာပေါ့နော်ဒီ body ကိုတွားထည့်လိုက်တော့မောင်းအောင်ကျိုးပါဂျန်နဲ့သုံးနှင်းအောင်မြင်တင်းနှင်းပဲကျိုးရအခုကျွန်တော်မောင်းပို့တာဒီပြိုင်ပွဲနှစ်ခါရှိပြီနှစ်မောင်းပို့အဲနှစ်ကြိမ်ပို့ပြီးပါရောနော်နှစ်ကြိမ်စလုံးတတင်းကျိုးလေးနဲ့ကက်ခံနေရအောင်နော်ဒီနေ့တော့ဒါလေးတင်းမောင်းတစ်မောင်းတစ်မောင်းတော့ကျွန်တော်ထပ်ပြီးတော့ရွေးပေးမယ်အဲဒီနေ့တော့မောင်းလေးပေါ့ရှင်တယ်ပေါ့နော်မနေ့ကတော့ body ကို all win body ကိုပေါင်းနေ all win ရထားတယ်ဒီနေ့တော့ဒါမောင်းလေးပေါ့အောင်ကျိုးသားကြည့်မယ်ပေါ့နော်အော်ဒါဒီနေ့တော့ကျွန်တော် member တွေကိုလက်ရှိချင်းတွေကိုကျွန်တော်ကိုယ်တိုင်က ဟို၃ကွက်ပေးရင်ကောင်းမလား၅ကွက်ပေးရင်ကောင်းမလားစဉ်းစားခန့်နေပါတော့เนาะဘာလို့လဲဆိုတော့မန်တီတီရဲ့ကြေးပြောင်းယူကိုကျွန်တော်စိတ်မချအောင်ဖြစ်နေဗျာအော်မန်တီတီကြေးပြောင်းယူစိတ်မချရတယ်မန်တီတီပွဲက၂ကွက်ကလွတ်သွားပြီပေါ့เนาะမန်တီတီမှာဘော်ဒီကူပေါင်း၂ကွက်လွတ်သွားပြီကျန်တဲ့၃ပွဲတည်းရွေးချယ်မှာဆိုတော့အဲ၃ကွက်ကနည်းနည်းနေနေအဲ့တော့ဟိုမန်တီတီပွဲကတော့မန်မာရီကိုလည်းကျွန်တော်ဟိုပါဘော ကြိုက်တယ်ဆိုရင်တော့ line ထွက်ပြီးမှပို့မယ်ပေါ့နော်ဒီ free tick ညီကိုရေလဲကျွန်တော်ကြိုက်တယ်ဆိုရင် line ထွက်ပြီးကျွန်တော်ထပ်ပို့ပေးမယ်လက်ရှိမှာတော့ jan နဲ့၃ဘွဲထဲရနေပြီးတော့ free tick တစ်ခွက်ဒါညီကိုတို့ telegram channel နဲ့ paper channel မှာကျွန်တော်ပို့ပေးသွားမယ် member တွေကတော့ကျွန်တော်အနည်းဆုံး၃ခွက်လောက်ထိ plan ဆွဲပြီးတော့စီစဉ်ပြီးတော့ကျွန်တော်စစ်စစ်ပြီးတော့ဒါ member ညီကိုတွေကျွန်တော်ပို့ပေးသွားပါမယ်အဲကျွန်တော်ကတော့ဒါရုံတရက်ဖြစ်တဲ့ member ညီကိုတွေလဲပို့တဲ့အချိန်ကဒါ 6ခွဲနဲ့9နိုင်ကြားပဲကျွန်တော်ပို့ဖြစ်တယ်ဗောနော်ဗီဒီယိုဆိုရင်လည်းဒါ7နိုင်ကျော်လောက်မှပဲကျွန်တော်တင်ဖြစ်ပါတယ်။ဘာလို့ဆို9ခွဲလောက်မှကျွန်တော်ဗီဒီယိုစလိုက်တာဆိုတော့နည်းနည်းလေးအချိန်ပေးရတယ်ဗောနော်။အဲ့ဒါလေးရောနားလည်ပေးပါကျွန်တော်ညုံတည့်ရဲဆိုတော့စနေသတင်းကနေကြရင်တော့စောစောလေးလုပ်ပြီးမယ်။ဒါမဲ့ဒီပြိုင်ပွဲကစောစောလေးလုပ်တာမကောင်းဘာလို့လဲဆိုတော့ကြီးအပြောင်းလဲရမ်းကျန်းနေဗောနော်။မနေ့ကမနေ့ကကျွန်တော်မနေ့ကကြီးကိုခဏထားလိုက်ပါဦး။ဒီနေ့လေလောက်ကျွန်တော်နေ့လေနဲ့ညနေရုံစင်းရုံမစင်းခင်ကြည့်ရအောင်မှာ အဲ့ဂျင်းနဲ့လက်ရှိအခုကျွန်တော်ပြီးတွေ့တဲ့အချိန်ဂျင်းနဲ့တော့မပြား20 30ငွေလေးဒါအပြောင်းလဲတွေမြင်နေရတယ်ပေါ့နော်အဲ့တော့ဟိုညက်နေလောက်မှဗီဒီယိုလောက်တာပုံကောင်းနေပါဆိုတော့ဂျီအပြောင်းလေးကြီးကျန်းနေတဲ့ကျွန်တော်တို့ကအဲ့ဂျီအပြောင်းလေးကြီးပေါ်မူတည်ပြီးကိုကြိုက်တဲ့ logic တွေ flow တွေအကုန်လုံးပြန်ပြီး change ပြီးတော့စဉ်းစားရတာပေါ့နော်မနေ့ကဆိုကျွန်တော်ဒေါမွန်ကိုဒါအပေါ်ဆုံးနှီးပါတော့ကျွန်တော်ကြိုက်ခဲ့တယ်ဒါပေမဲ့ဂျီပြောင်းသွားတဲ့ကျွန်တော်ဘာဖြစ်လဲအောက်ဆုံးပြောင်းပလဲရတယ်အဲ member တွေကို body out ပေးခဲ့တယ် ဒါဖီးညီကိုကိုပေါင်းအောင်ပေးလိုက်တယ်အဲ့လိုမျိုးခွဲပေးလိုက်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးရှိပါတယ်မနေ့ကတော့အပိုင်ကတော့ဒါဆန်တောင်းနဲ့ကိုပေါင်းအောင်ကအပိုင်ဆုံးပဲဒါအဲကြောင့်မလို့လဲကျွန်တော်မန်ပါကိုနှစ်ကွက်လုံးအဲ့ပေးလိုက်တယ်ဘော်ဒီဘော်ဒီရောကိုပေါင်းပေးလိုက်တယ်ပေါ့နော်ဒါဖီးကိုဒါကြောင့်ကိုပေါင်းအောင်ပေးလိုက်တယ်ဟိုအင်တာပွဲကတော့ အင်တာဘွဲကကျွန်တော်9:38မိနစ်မှာဒါ member တွေ all win ဖြစ်ဖို့တကွက်လို့ဆိုမှကျွန်တော် Telegram နဲ့ Viber မှာကျွန်တော်ပို့ပေးလိုက်တယ်အဲ့တော့38မိနစ်မှာပို့ရတော့အဲ့ပွဲကထိုးလို့ရှိရင်မှီသေးရယ်ပေါ့နော်အဲ့တော့အကင်းပါတဲ့လူဒါညံပြေးရဲ့កောင်းနေရတော့ဒါညံပြေးရဲ့ညီကိုတွေပေါ့နော် sorry sorry កောင်းနေလို့ပြောမိပါညံပြေးရဲ့ညီကိုတွေကတော့ဒါဟိုလိုက်ထိုးလိုက်လို့ရှိရင်တော့အဲ့ပွဲလဲဒါထက်ရမယ်ပေါ့နော် free ညီကိုတွေဒါ member တွေကတော့ တော်တော်လေးအဆင်ပြေသွားတယ်ဒါလေးကွက်စလုံးအော်ဝင်ဖြစ်သွားတဲ့အတွက်ဒါတော်တော်လေးအဆင်ပြေသွားလို့ပြောလို့ရပါတယ်အဲ့တော့ member ဝင်ခြင်းနဲ့ဆိုရင်လည်းဒါဝင်လို့ရပါတယ်ဘာလို့ကျွန်တော်တထောင်ပဲယူထားဖြစ်တဲ့အတွက်ဘေးနေဝင်ဝင်တထောင်မှာပဲဘောလုံးပွဲနေ့မှာလာဝင်လဲတထောင်ပေါ့နော်တထောင်ကြီးတထောင်ဆိုတာညီကိုတို့ဒါလက်ဖိတ်တစ်ခွက်တနေ့တစ်ခွက်စားတော့မရှိဘူးတည့်ရက်တထောင်တော့မရှိဘူးပေါ့နော်တည့်ရက်တထောင်ယူရင်တော့မှဒါတလောက်၃၃ကျပါတယ်အဲ့တော့ကျွန်တော်ကတော့ဒါတလောက်လုံးမှဒါ ရက်30ကျင်းပနေဒီပြိုင်ပွဲကတလလုံးမှကျွန်တော်တတောင်းမင်းယူထားရပေါ့နော်ဘေချင်းလာဝင်ဝင်လို့ရပါတယ်မမမမဝင်ချင်းလည်းဆက်သွယ်ရမယ့်နံပါတ်ဒီဒါဒီ Daily Channel link နေ Viber Channel link နေကျွန်တော်အကုန်လုံး description မှာဒီ comment မှာအကုန်လုံးကျွန်တော်ချပြီးထားပါတယ်အမနီရလိုပဲကျွန်တော် owing ဖြစ်ရှင်ပါတယ်ဒါပေမဲ့နေရင် owing ဖြစ်ဖို့ဆိုတာလည်းဒါ god မဟုတ်ဘူးပေါ့เนาะအဲကျွန်တော်လည်းအနည်းဆက်ဆုံးနိုင်ပွဲရနိုင်ခြင်းအများဆုံး စိတ်ချရမှုအများဆုံးပွဲစဉ်ကိုကျွန်တော်ဒါညီကိုတို့ဖိတဲ့လဲချပေးမယ်မမာဒီကိုလည်းကျွန်တော်ပူပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်မဖန်ကြရင်ဒါအုပ်စု second round ပွဲစဉ်တွေပြန်စပြီး Inter Miami တို့နော်ဒီလိုပွဲစဉ်တွေပြန်လာပြီပေါ့နော်အဲ့တော့မလခံကြရင်ကျွန်တော်ပြန်တွေးကြပါမယ်အားလုံးအဆုံးထိကြည့်ရှုပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါလိမ့်ခင်ဗျာအားလုံး